မင်္ဂလာပါရှင်အလဲပိုင်းတိုင်းစစ်ဌာနချုပ်နေပြည်တော်တိုင်းစစ်ဌာနနေပြည်တော်တရင်ရှေ့ရနှင့်ခွဲမှုစစ်ကြောင်းမှုရဲဘော်ကိုဆိုင်ကိုကရမ်းပြည်သည်တပ်မတော် KNL ကမလ3ရက်နေ့မှ ခေါ်ဆောင်သွားခဲ့ရကနေရတရပတ်ကြာအဆက်အသွယ်ပြတ်တောက်ခဲ့ပြီးမလ7ရက်နေ့မှာတော့ကိုဆိုင်ရဲ့ရုပ်အလောင်းသာရရှိခဲ့တယ်လို့စုံစမ်းသိရှိရပါတယ်ဖြစ်စဉ်မှာကရမ်းဒေသအမတ်ချောင်းမြို့နယ်တောင်မြင့်ရွာမှကြေးရွာမှာမလ3ရက်နေ့ကနေပြည်တော် PDF အဖွဲ့တွေ တန်အောင်မြောက်ပိုင်းကအဖွဲ့တွေနဲ့စစ်ကောင်စီတပ်သားတွေတိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။မလာနယံနေ့မှာနယ်မြေရှင်းလင်းရေးတွေလုပ်နေကြပြီးကရမ်းပြည်သူတပ်မတော်ကတိုက်ပွဲဖြစ်နေလို့မငြိမ်မသက်ဖြစ်နေတဲ့နေရာကိုဘယ်အဖွဲ့ကမှသတင်းပို့ခြင်းမရှိဘဲဝင်ရောက်လာတယ်။အဲ့ဒီမှာမြင်းမြုံပိုင်းနှိမ့်မိပြီးကရမ်းပြည်သူတပ်စုမှုတအူးကြသွားတယ်။၃ရောက်ဒဏ်ရာရရှိခဲ့ပါတယ်။မလာ၃ရက်နေ့မှာနေပြည်တော်တရင်ရှီယာနှင့်ခွဲမှုစစ်ကြောင်းမှုရဲဘော်ကိုဆိုင်နဲ့ KNU တပ်မနှင့်နယ်မြေကန် ရဲဘော်ကိုဘထုံကိုကရမ်းပြည်သည်တမတော်ကခေါ်သွားတယ်။ကိုဆိုင်ကလည်းရခိုင်ကလေးကအဲ့ဒီလိုမျိုးတွေ့နေကြမှုလိုက်သွားတယ်။အဲ့ဒီနောက်ပိုင်းမှာကိုဆိုင်နဲ့ပတ်သက်ပြီးဘာသတင်းမှမသိရဘူးဖြစ်နေတယ်။မလ73ရက်နေ့မှာတော့ရဲဘော်ကိုဆိုင်ရဲ့အလောင်းကိုကရမ်းပြည်သည်တမတော် KNL ကပြန်ပေးလို့နေပြည်တော် PDF တွေကပြန်သွားယူခဲ့ရတယ်လို့မြို့တော်ကစုံစမ်းသိရှိရပါတယ်။မလ73ရက်နေ့ညပိုင်းမှာတော့ရဲဘော်ကိုဆိုင်ခေါ်ဝင်းလိုက်ကိုရဲ့ရုပ်အလောင်းကို လူသားမဆန်စွာပြင်းပြင်းထန်ထန်ညှဉ်းပန်းနှိပ်စက်ထားတဲ့ဒဏ်ရာများစွာနဲ့ရှာဖွေတွေ့ရှိခဲ့မှုနဲ့ပတ်သက်ပြီးနေပြည်တော် PDF ကသဘောထားထုတ်ပြန်ခဲ့ပါတယ်။ထုတ်ပြန်ချက်အပြည့်အစုံမှာမိဘပြည်သူများတော်လှန်ရေးညီနောင်မဟာမိတ်များနဲ့ကရမ်းပြည်သက်တမတော်တရှိရန်ပြည်သူ့ကာကွယ်ရေးတမတော်နေပြည်တော်တိုင်းစစ်ဌာန၏သဘောထားထုတ်ပြန်ချက်2025ခုနှစ်မလ3ရက်နေ့နေ့လယ်တနာရီတွင်နေပြည်တော်တိုင်းစစ်ဌာနပြည်မနာစစ်ကြောင်းစစ်ကြောင်းမူ ရဲဘော်ကိုဆိုင်ခေါ်ဝင်းလိုက်ကိုအားကယန်းပြည်တဲ့တပ်မတော်ဗဟုကော်မတီဝင်ဘုံမူကြီးတိတ်ဟန်နဲ့တွေးဆောင်ဆွေးနွေးရန်ဟုဆိုကကယန်းပြည်တဲ့နေမြေအမှတ်6မြို့နယ်ဒုတမဟာမှုဖိုးခွားမှလာရောက်ခေါ်ဆောင်သွားခဲ့ပါသည်ကယန်းပြည်တဲ့တပ်မတော်ဘက်သို့နေပြည်တော်တိုင်းစစ်ဌာနမှ၎င်းဖြစ်စဉ်အပေါ်တွင်အခြေအနေအကြောင်းအရင်းသိရှိရန်2025ခုနှစ်မတ်လ9ရက်နေ့တွင်စာအမှတ်3938မြင်းဆောင်2025 နာပါတာဦးစီးဖြင့်စာထုတ်၍အကြောင်းကြားတော်လေအကြောင်းပြန်ကြားလာခြင်းမရှိပါဇာကလာအချိန်များတွင်လည်းကရမ်းပြည်သည့်တပ်မတော်နေမြေအထိသွားရောက်တွေ့ဆုံဆွေးနွေးရန်ကြိုးစားခဲ့တော်လေဗဟိုကော်မတီများမှတွေ့ဆုံဖြေရှင်းပေးခြင်းမရှိပါ2025ခုနှစ်မလ23ရက်နေ့တွင်မိမိတို့နေပြည်တော်တိုင်းစစ်ဌာနနှင့်မဟာမိတ်ညီနောင်အဖွဲ့အစည်းများ၏စုံစမ်းထောက်လှမ်းပေးမှုအရာကရမ်းပြည်သည့်တပ်မတော်ရုံးဆိုင်ရာနေမြေတနေရာ၌ တော်လိုင်းရေးဥဆောင်သူရဲဘော်တဦးဖြစ်သည့်ရဲဘော်ကိုဆိုင်ခေါ်ဝင်းလိုင်းကိုဤရုပ်အလောင်းကိုလူသားမဆန်စွာပြင်းပြင်းထန်ထန်ညှဉ်းပန်းနှိပ်စက်ထားသောဒဏ်ရာများစွာဖြင့်ရှာဖွေတွေ့ရှိခဲ့ရပါသည်ကျွန်ုပ်တို့အနေဖြင့်ရဲဘော်ကိုဆိုင်ဤဖြစ်စဉ်အပေါ်တွင်ကရမ်းပြည်သည့်တမတော်မှတာဝန်အပြည့်ရှိကြောင်းနှင့်ဥဆောင်စေခိုင်းကျူးလွန်သူများကိုလည်းပြင်းထန်စွာအရေးယူဆောင်ရွက်ပေးရန်အောက်ပအချက်များထုတ်ပြန်လိုက်ပါသည်တေး ကရမ်းပြည်သည်တပ်မတော်သည်ယခုစာထုတ်ပြန်ပြီးအချိန်မှ၃ရက်အတွင်းဤဖြစ်စဉ်အားတာဝန်အပြည့်အဝယူ၍ဖြေရှင်းပေးရန်နေ့အမိန်ပေးစေခိုင်းသူနှင့်ကျူးလွန်သူအလုံးကိုထိရောက်ပြင်းထန်စွာအရေးယူဆောင်ရွက်ပေးရန်၃တော်လရဲအဝင်းအဝိုင်းတစ်ခုလုံးကိုချိန်ချမှုဖြစ်သဖြင့်တော်လရဲမဟာမိတ်တပ်ဖွဲ့များအနေဖြင့်ဤဖြစ်စဉ်အားတမာတမတ်ကြစေဖို့ဝိုင်းဝန်းကြိုးပမ်းကူညီပေးပါရန်ရဲဘော်ကိုဆိုင်ဖြစ်စဉ်နှင့်ပတ်သက်၍ ပြည်သူ့ကာကွယ်ရေးတပ်မတော်အလဲပိုင်းတိုင်းစစ်ဌာနချုပ်မိဘတော်တိုင်းစစ်ဌာနနှင့်ယူဟာတရင်တပ်ဖွဲ့များအလုံးကဤကဲ့သို့သဘောထားထုတ်ပြန်လိုက်သည်မိဘတော်တိုင်းစစ်ဌာနအလဲပိုင်းတိုင်းစစ်ဌာနချုပ်ပြည်သူ့ကာကွယ်ရေးတပ်မတော်လို့ပါရှိတာပဲဖြစ်ပါရဲ့ရှင်